ရာဇက်ရဲ့ဟိုတယ်ကဖွင့်ပြီးသွားပေမဲ့ပြစ်တနာတွေကပိုပိုပြီးတိုးလာနေပါတယ်အစားတောက်ကအရသာရှိပေမဲ့သူ့ဟိုတယ်ကိုဘယ်သူမှလာမစားကြပါဘူးတကယ်လို့ဖောက်တီတယောက်ယောက်ရောက်လာရင်တောင်ဘာမှမစားဘဲပြန်သွားကြတယ်ဘာလို့လဲဆိုတော့ဟိုတယ်နောက်ဖက်မှာပုံနေတဲ့အမိုက်တွေကြောင့်ဟိုတယ်တစ်ခုလုံးကအနက်ဆိုးတွေထွက်နေပြီးဘယ်သူမှကြားကြမနေနိုင်လို့ပါရာဇက်ကအမိုက်တွေကိုအချိန်ချင်းရှင်းလင်းခဲ့ပေမဲ့လူတွေကအဲ့ဒီနေရာမှာအမိုက်ဆက်ပစ်နေတာကိုရက်မသွားကြပါဘူး ဒီဘက်မှာစံကြာရဲ့အဖေကလည်းတလအတွင်းဟိုတယ်မဖြစ်မြောက်ရင်စံကြာကိုတခြားတစ်ယောက်နဲ့လက်ထပ်ပေးမယ်ဆိုပြီးစီကံချက်ချထားပါတယ်။ဒီကြားထဲမှာယာစံကလုံးဝကိုပိတ်မိနေတယ်။သူဘာလို့ရမှန်းမသိတော့ဘူး။အဲ့ဒီနောက်ညတညမှာသူကပူစိန်နဲ့တရက်ပင်ကြီးကိုခုတ်ဖို့ဆက်တင်ပါတယ်။ဒီတစ်ပင်ကြောင့်သူ့ဟိုတယ်ကိုမမြင်ရဘူးလို့သူထင်နေခဲ့လို့ပါ။ဒါပေမဲ့ခဏအကြာမှာတခုခုကိုစဉ်းစားမိပြီးသူရက်လိုက်တဲ့အဲ့ဒီနောက်မှာပဲသူကအမိုက်တွေကိုနောက်တစ်ကြိမ်ထပ်မံရှင်းလင်းခဲ့ပါတယ်။ နောက်တနေ့မနေ့မှာတော့သူအမိုက်မပစ်ကြဖို့မျှော်မြင်ရင်းစောင့်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်ကနေအမိုက်တွေယူလာတဲ့လူတစ်ယောက်ထွက်လာပြီးပြစ်တော့မယ်လုံတုံးမှာရုတ်တရက်သူ့အကြီးကအနီးအနားကဖះเจ้าပေါ်ရောက်သွားပြီးသူ့ရက်သွားပါတယ်။ရာဇက်ကဘလိုရန်ကိုတုံးလိုက်လဲ။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ဘသူမှအဲ့ဒီနေရာမှာအမိုက်မပစ်တော့ပါဘူး။